တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမတကင်းနီနိုဝင်ဘာလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရှမ်းပြည်လုံခြုံရေးနဲ့နေဆက်တည်ငြိမ်ရေးအတွက်အရေးကြီးတဲ့တရိကန်တိုင်းစစ်တနာကျုပ်တိုင်းမှုနေရာအပြောင်းလဲဖြစ်သွားကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်လုံခြုံရေးနဲ့နေဆက်ဒေသများတည်ငြိမ်ရေးအတွက်စည်ရေးအရအရေးကြီးတဲ့ စစ်တနာကျုပ်ဖြစ်တဲ့တရီကန်တိုင်းစစ်တနာကျုပ်တိုင်းမူဘူကျုပ်စိုးလိုက်နေရအပြောင်းလဲဖြစ်ပေါ်နေကြောင်းစစ်ဘက်သတင်းရင်းမြစ်ကိုကိုးကားပြီး CDM ဘူကြီးစင်ယောကပြောဆိုပါတယ်ယခုအော်တိုဘားလနှောင်းပိုင်းထဲမှာရင်းကဲတို့တိုင်းမူနေရအပြောင်းလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီးတိုင်းမူဘူကျုပ်စိုးလိုက်မှာအရန်အင်းအားထည့်သွင်းခံရခြင်းလားရာထူးတဆင့်တိုးသည်လားဆိုတဲ့အခြေအနေကိုတော့မသိရှိရသေးကြောင်းလက်တလောတိုင်းမူအသည့်မြေသူကိုခန့်ရမယ်ဆိုတာကိုမသိရှိရသေးပေမဲ့လာရှုတိုက်ပွဲအတွင်းမှာ MNTA ထံမှာ လက်နက်ချအညံ့ခံဖန်ဆီးခံခဲ့ရတဲ့ဗိုလ်မှူးချုပ်တန့်တင်ဆိုဖြစ်နိုင်တယ်လို့သတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။တိုင်းမှုပိုချုပ်စိုးလိုင်ကတော့လက်ရှိတတခထရီဂန်ဒေတာတိုင်းစစ်ထနာချုပ်ကတော့မဟုတ်တော့ဘူး။သူနေရာကိုရောက်မဲ့သူတော့မကြသေးဘူး။ဗိုလ်ချုပ်စိုးလိုင်ကပြုတ်တာလား။အရန်အင်အားကိုခဏပို့ခံထားရတာလားဆိုတာတော့စုံစမ်းနေတုန်းပဲရှိသေးတယ်။သူကဆတ်ထမှုတနေရာများဖြစ်မလားဒါမှမဟုတ်ဘူဂျုတ်ကြီးရေဝင်းဦးနေရာစစ်ဖက်လုံကြုံရေးအရာရှိချုပ်ဖြစ်မလား အဲ့ဒါတော့တစ်ချက်စောင့်ကြည့်နေရတော့ပဲလက်ရှိမှာသူ့နေရာအစားထိုးခက်မဲ့သူမရောက်သေးဘူးဒါပေမဲ့တက်မတော်နဲ့ကွန်ပျူတာနည်းပညာသိပံကပုံမှုကျုပ်တန့်တင်စိုးကတော့ထရီဂန်တိုင်းတိုင်းမှုကသူဖြစ်မယ်ဆိုပြီးတော့သူတို့အပတ်စဉ်တွေကိုလိုက်ကြွားနေတယ်လို့ CDM ပူကြီးစင်ရောကပြောဆိုပါတယ်ထရီဂန်ဒေတာတိုင်းစစ်တနာကျောက်ဟာကျိုင်းတုံမြို့ခြေဆိုင်တိုင်းစစ်တနာကျောက်တစ်ခုဖြစ်ပြီးအဓိကတာဝန်ကရှမ်းပြည်နယ်ရှေးပိုင်းနေမြင့်နဲ့၎င်းနဲ့ထိဆက်နေတဲ့နေရာဒေတာတွေရဲ့ကာကွယ်ရေးလုံခြုံရေးနဲ့ စစ်စင်ရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကတာဝန်ယူဆောင်ရွက်ရတဲ့တိုင်းစစ်တနာချုပ်တခုလည်းဖြစ်ပါတယ်။လက်ရှိမှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကစစ်တပ်အတွင်ဗိုလ်ချုပ်ကြီးအဆင့်မှဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်အရာရှိကြီးများကိုအပြောင်းအလဲများဆက်တိုက်လှုပ်ဆောင်နေကြောင်းစစ်တပ်အတွင်သွေးသစ်လောင်းနေရာပေးမှုများရှိနေတဲ့ကဲ့သို့အငင်းစားစစ်အရာရှိတွေကိုလည်းကျန့်ဖို့ပါတီကိုပို့ဆောင်ကလွတ်တော်အမတ်လောင်းများဖြင့်ဝင်ရောက်ရွေးချယ်ခံခိုင်းနေကြောင်းသိရှိရပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့လေလာဆောင်ကြည့်သူဆေးလွတ်မှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌအသစ်ဖိလစ်ပိုင်သမ္မတအတီးပြုခဲ့ပြီးအာဆီယံဥက္ကဋ္ဌအသစ်အနေနဲ့ဖိလစ်ပိုင်ကမြန်မာအတိုက်ခံများအပါအဝင်အားလုံးနဲ့ထိတွေ့ဆက်ဆံမှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံလေလာဆောင်ကြည့်သူဆေးလွတ်မှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌအသစ်ဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကုစ်ဂျူနီယာကအတီးပြုပြောဆိုလိုက်ပါတယ်။ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးမလေးရှားပါနမသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခဲ့မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံအနေနဲ့ဒီဇင်ဘာလမှာကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲကိုလေ့လာသူစေလတ်မှမဟုတ်ကြောင်းဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကုစ်ဂျူနီယာကအတည်ပြုလိုက်ပြီးအာဆီယံနိုင်ငံများအကြားစစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍အမြင်များကွဲပြားနေကြောင်း၎င်းကဆိုပါတယ်။အာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကိုယ့်ဘာသာဆုံးဖြတ်ဖို့ပါပဲရွေးကောက်ပွဲအတွက်အာဆီယံမှာပုံသဘောတူညီချက်တခုမရပါဘူးဘာလို့လဲဆိုတော့ဆွေးနွေးမှုတွေမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဖိလစ်ပိုင်နိုင်ငံကဘာလို့တင်လဲဆိုတာကိုကျွန်တော်ဆုံးဖြတ်ရပါလိမ့်မယ်တခြားနိုင်ငံတွေဘာလို့လဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ပါမယ်လို့၎င်းကပြောကြားခဲ့ပါတယ်အာဆီယံအနေနဲ့မြန်မာရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မတိုင်မီဘုံသဘောတူညီချက်တခုရရှိနိုင်တဲ့ကြောင် သို့သောဖိလစ်ပိုင်အနေနဲ့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလေးလာသူစေလွတ်ရန်သို့မဟုတ်အာဆီယံရဲ့ယက်တိချက်နဲ့ကိုက်ညီရန်စဉ်းစားနေခြင်းရှိမရှိကိုထုတ်ပေါ်ပြောဆိုခြင်းမရှိပါဘူးအာဆီယံအနေနဲ့တစုံလုံးအနေနဲ့လုပ်မယ်ဆိုရင်တော့ပိုကောင်းနိုင်ပါတယ်လို့၎င်းကရှင်းပြပါတယ်မြန်မာအရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအမြင်ကွဲပြားမှုများရှိနေပေမဲ့လည်းကွာခြားချက်မှမကြီးမားဘူးလို့၎င်းကဆိုပါတယ်ယင်းပြင်2026ခုနှစ်အာဆီယံအလက်ကျဥက္ကဋ္ဌအသစ်ဖြစ်တာဝန်ယူမဲ့ ဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကိုဂျူနီယာကမြန်မာအရေးအတွက်အတိုက်ခံများအပါအဝင်တက်ဆိုင်သူများအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမှာဖြစ်ကြောင်းမြန်မာအရေးမှာအာဆီယံအတွက်မကျက်သေးတဲ့အနာတခုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားပါရခင်ဗျာထက်မှတ်တင်ဆက်ပေးကြတာကတော့ပေါင်းမြုတ်နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကတေဆောင်လာတဲ့ RPG ထိပ်ဖူးပောက်ကွဲပြီးစစ်သားနှုတ်တေဆုံးခဲ့ကတော်လိုင်းရဲဘော်များနေမြရှင်းလင်းရေးပြုလုပ်စဉ်စစ်သုံးဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပေါ့မြင့်နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကတည်ဆောင်လာတဲ့ RPG ထိပ်ဖူးပေါက်ကွဲ၍စစ်သား၂ဦးတေဆုံးကတော်လိုင်းရဲဘော်များနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သုံးဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းစိတ်ဖြူပျောက်ကြားတကူတော်ကြားစုပြည်သူ့ကာကွယ် LDF မှကိုကြားစုကပြောဆိုပါတယ်။အော်တိုဘားလ29ရက်နေ့မှစတင်ပြီးစိတ်ဖြူမြို့နယ်ကပ္ပဆာ20နှစ်မှထွက်ခွာလာတဲ့အင်အား800ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာ ပေါ့မြွန်နယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းဟာယင်းနေ့ညနေပိုင်းမှာမုံတိုင်ချောင်းအနီးမှာရှိတဲ့ဇရက်မှာနားနေစဉ် RPG ထိပ်ပူးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီပေါက်ကွဲမှုအတွင်းစစ်သား၂ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။မုံတိုင်ချောင်းအနီးကဇရက်နားမှာစစ်ခွေးတွေနားနေတုန်းမှာ RPG ထိပ်ပူးပေါက်ကွဲပြီးတော့စစ်ခွေးနှစ်ကောင်တည်တယ်လို့သိရတယ်။ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ အဲ့ဒီစစ်ခွေးတွေစစ်ကြောင်းထိုးတဲ့နေရာတွေကိုကျွန်တော်တို့နေမြေရှင်းလင်းရေးလှုပ်ဆောင်တာခရင်တချို့နဲ့စစ်ခွေးအုံဆောင်တွေတင်းစစ်ရရှိခဲ့ပါတယ်လို့စိတ်ဖြူပြောက်ကြားတကူတော်ကြားစုပြည်သူကာကွယ်ရေး LDF မှကိုကြားစုကပြောဆိုပါတယ်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်မှာပေါ့မြွတ်နယ်အတွင်းကိုဝင်ရောက်သွားပြီဖြစ်ကြောင်းထိုစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာပေါ့မြွတ်နယ်အတွင်းမှာရှိတဲ့ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာ ထပ်မံတင်ဆက်ပေးကြတာကတော့ရှစ်ပေါက်ကန်ရေစကန်ကကင်းပတ်ဖို့ထွက်လာတဲ့ရဲတွေကိုတော်လိုင်းရင်းဘွဲ့တက်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မြောင်းကလပမြို့နယ်ရှစ်ပေါက်ကန်နေမီရေစကန်ကနေကင်းပတ်ဖို့ထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်းဒီကိုလက်ပစ်ဘုံးတွေမိုင်းတွေနဲ့တက်ခတ်ခဲ့တာတိုက်ခိုက်မှုရှိတယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ကင်းပတ်ဖို့ထွက်လာမယ့်အချိန်စောင့်ပြီးစော်ထည့်လိုက်တာအနည်းဆုံးနှစ်ကောင်တော့တိုက်ရိုက်ထိနိုင်တယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီစစ်စင်ရေးကို အော်တိုဘားလ31ရက်နေ့ည10:00နာရီကျော်မှာရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ဘက်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ရှစ်ပေါက်ကန်နေမြေရဲစခန်းကရဲတွေကည10:00နာရီဝန်းကျင်ဆိုရင်စိုက်ကယ်တွေနဲ့ကင်းပတ်ထွက်တာကြောင့်စိုက်ကယ်တွေထွက်ထွက်ချင်းမှာပဲမိုင်းတလုံးလက်ပစ်ပုံနှလုံးနဲ့တက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ရှစ်ပေါက်ကန်ရဲစခန်းနားမှာပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီးရဲတွေထိခိုက်ဒဏ်ရာရရှိတယ်လို့ဒေသခံကသတင်းပေးပို့ကြောင်း Line Info ရဲ့ Telegram Channel မှာ ည9:49မိနစ်မှာဖော်ပြထားပါတယ်။ရဲတွေကစိုက်ကဲတစည်းကိုနှစ်ယောက်စီးတာကြောင့်အနည်းဆုံးနှစ်ယောက်ထိခိုက်နိုင်ပြီးထိခိုက်တဲ့အရေအတွက်ပိုများနိုင်တယ်လို့ဆိုပါတယ်။ရန်ကုန်အာမေအဖွဲ့ကအော်တိုဘားလ30ရက်နေ့ကလည်းရှီပီတာမြို့နယ်9ရက်ကွက် ရုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ဒီလာထဲမှာပဲလေကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မင်္ဂလာတုံမြို့နယ်ကျန့်ဖို့ရုံးကိုလည်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ Director Cooper Post ကို အသေးပေးလို့ဆိုကစစ်တပ်က Director တဦးကိုထပ်မံဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇက်ကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ Director Cooper ရဲ့ Post ကို အသေးပေးတာကြောင့်ဆိုပြီး Director Zabu Thun တက်လွင်ကိုစစ်ကောင်စီကမတရားဖမ်းဆီးလိုက်ပါတယ်။ Director Zabu Thun တက်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကလေးကစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတိုက်တွန်းထားကြတာပါ။ ဝါရဖြန့်စကားပြတာပြီးနောက်ရက်မှာဒါရိုက်တာကိုဘောက်ကပြည်ရင်းကအမှုပညာသမားများသို့ပေးစားဆိုတဲ့ခေါင်းစဉ်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအဆချပြီးစစ်ကောင်စီအတွက်ဇကားရိုက်ကူးသူတွေကိုဝေဖန်ထားတာပါအဲ့ဒီ post ကိုဒါရိုက်တာဇဘူထွန်းတက်လွင်ရဲ့တက်လွင်အကောင့်ကအသေးရီရဲ့ပေးထားတဲ့ဆိုပြီးဖန်ဆီးဖို့တိုက်တွန်းထားကြတာပါ စစ်ကောင်စီရဲ့ဝါရဖြန့်ဇကားကိုဝေဖန်လို့ဆိုပြီးဒါရိုက်တာမိုက်တီတေယုဆောင်ကျော်ဝင်းထဟာတာတေယုဆောင်အုံတိုင်းနဲ့ ဒါရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်က မတရားဖမ်းဆီးထားတာကြောင့်ဒီဇက်ကားနဲ့ပတ်သက်ပြီးအမှုပညာလောကကနေ၅ယောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။၎င်းတို့အားလုံးကိုစေအုပ်စုကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရှိရပါတယ်။သူတင်တဲ့ Facebook post မှာအသေးပေး Left Free ရဲ့ပေးသူကိုစစ်တပ်ကဖမ်းဆီးတဲ့အပေါ်ကိုဒါရိုက်တာကိုပေါက်ကပြောတော့ရွေးကောက်ပွဲကနေမှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုတွားလို့ရမှာလေတဲ့။ အခုတော့အသေးလေးပေးမိသားတော်ကြောက်ပြီးဖမ်းတယ်လားမင်းတို့ကနိုင်ငံတော်ပိုင်စစ်တပ်ကြီးရှိပြီးတီလောက်အောင်ကြောက်နေတာကရုပ်ပေါက်လွန်နေတယ်ပန်းပန်လေးကြောက်လက်သုံးချောင်းထောင်လေးကြောက်ညင်သက်နေရင်လေးကြောက်အခုအသေးပေးလေးကြောက်နေပါရောလားလို့ရေးသားထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်စက္ကားမှာပါဝင်တဲ့နေတူးမြင့်မြတ်နေဝင်အေဂျင့်မောင်ကျူလီမင်းမြင့်မောင်အောင်ခိုင်ငပြောကျော်စတဲ့အမှုပညာရှင်တွေကိုပြည်သူတွေရဲ့တပိတ်မောက်ဝိုင်းကော်တာခံနေရတာပါ အဲ့ဒီလူတို့က social punishment တွေ boycott တွေပြုလုပ်တာကြောင့်စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကအမှုပညာရှင်အားလုံးကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲအတွက်မဖြစ်မနေလှုပ်ဆောင်ပေးရမယ့်အရာနဲ့မလှုပ်ဆောင်ရင်အရေးယူမယ်ဆိုပြီးချင်းချောက်ထားတာပါ။ဒါအပြင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်သူတိုင်းကိုလည်းအရေးယူသွားမယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကချင်းချောက်ထားပါသေးတယ်။စစ်တပ်ကိုထောက်ခံတဲ့ Telegram Channel တွေမှာတော့ ဝေဘန်နဲ့ပို့စ်တင်သူတွေကိုဖမ်းဆီးဖို့တိုက်တွန်းတာတွေဇက်တိုက်တင်နေပြီးပြည်သူတွေကိုချင်းချောက်ထားပါတယ်အခုလိုစစ်တပ်ကဖမ်းဆီးနေတာဟာပြည်သူတွေကိုအကြောက်တရားရိုက်သွင်းဖို့ကြိုးစားနေတယ်လို့ပြည်သူတွေကပြောပါတယ်စစ်တပ်ရဲ့ယခုလုပ်ရက်တွေအတွက်ပြည်သူတွေကပြင်းထန်ဝေဘန်နေကြပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝင်းမုံရွှေကြီးရဲ့နှဲ့ဝင်တဲ့ရုပ်ရှင်ကိုပရိသတ်တွေဘွိုင်းကော့လုပ်ဖို့တော်လိုင်းအင်အားစုတွေတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ြည်ရင်းမှာအော်တိုဘာလ31ရက်နေ့စတင်ရုံတင်ပြသတဲ့ဝဲမုံရွှေရည်ရဲ့နှဝင်သေးရုပ်ရှင်ကိုဘွိုင်းကော့ပြုလုပ်ကြဖို့တော်လိုင်းအင်အားစုတွေဘက်ကတောင်းဆိုမှုတွေပြုလုပ်နေပါတယ်။ဝဲမုံရွှေရည်ကစစ်ကောင်စီခေါင်းဆောင်ရဲ့တမီးခင်တရီတက်မွန်ရဲ့စီးပွားဘက်ဖြစ်တဲ့နိုင်ဖြိုးကျော်နဲ့အင်တာဗျူးထားတာကြောင့်စစ်ကောင်စီနဲ့ပတ်သက်သူတဦးအနေနဲ့ဘွိုင်းကော့ပြုလုပ်ဖို့တောင်းဆိုကြတာပါ။နိုင်ဖြိုးကျော်ဆိုတာအနာတိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တမီးဒေါခင်တရီတက်မွန်အတွက်စင်ကာပူကလေကြောင်းလိုင်းကုမ္ပဏီ၃ခုမှာ တခြားစင်ကာပူနိုင်ငံသားတယောက်နာမည်နဲ့နာမည်ကန်ရှယ်ယာပါထားတဲ့အကျိုးမြတ်တွေကိုထုတ်ယူပေးရသူတဦးလည်းဖြစ်နေပြန်ပါတယ်။ဒါအပြင်ဟိုတယ်လုပ်ငန်းတွေမှာလည်းဒေါကင်တီရီတက်မွန်နဲ့များစွာပတ်သက်နေသလိုရုပ်ရှင်ထုတ်လုပ်ရေးတွေမှာလည်းအကြီးအကျယ်ရှယ်ယာဖတ်ဆက်လုပ်ကိုင်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ New York Stock Exchange မှာလည်းရှယ်ယာပိုင်ဆိုင်မှုအများပြားရှိနေသူဖြစ်ပြီးအဲ့ဒီရှယ်ယာတွေထဲမှာစစ်ကောင်းဆောင်သမီးရဲ့ပိုင်ဆိုင်မှုတွေအပြင်စစ်တပ်ထိပ်ပိုင်ခေါင်းဆောင်တချို့ရဲ့ပိုင်ဆိုင်မှုတွေပါပါသေးတယ်လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်လို့ဝင်းမုံရွှေရဲ့ခင်ပွန်းကျောင်းကိုဘွိုင်းကော့လုပ်ဖို့ဥဆောင်တိုက်တွန်းနေတဲ့ Fake News Check Community FNCC ဘာမကအသိပေးထားပါတယ်။နိုင်ဖြူကျော်ဟာအနာမသိမီကာလကစစ်ကောင်းဆောင်တမိနဲ့တူ7 sense ထုတ်လို့ရေးကိုလည်းစီးပွားဘက်အနေနဲ့လှုပ်ဆောင်ခဲ့ပါသေးတယ်။အနာသိမီနောက်မှာတော့7 sense ကိုပြည်သူတွေကဘွိုင်းကော့ပြစ်လုထားတာကြောင့်ထုတ်လို့ရေးအမိတွေပြောင်းပြီးယုံတင်တာတွေလည်းရှိခဲ့ပါတယ်။ဒါအပြင် နိုင်ဖြူကျော်ဟာ အနာသိန်းကောင်းဆောင်ရဲ့တာသမီရီနဲ့တူပြည်တွင်းမှာလျှက်စစ်ကတင်သွင်းရောင်းချတာဆိုလာရောင်းချတာကနေစစ်တပ်အတွက် drone တွေကိုပါတင်သွင်းပေးသူတူဖြစ်တယ်လို့လုပ်ငန်းရှင်တူကပြောပါတယ်။နောက်ဝင်တဲ့ဇကားကိုဝင်းမုံရွှေရဲ့ကိုပိုင်ထုတ်လို့ရေးဖြစ်တဲ့ W Entertainment ကနေရိုက်ကူးထားတာဖြစ်ပြီးအော်တိုဘာလ31ရက်နေ့မှာရှင်တင်ပြသတာပါ။အဲ့ဒီဇကားရဲ့နမူနာကို point core ရေမစော့ organ ရက်ကတင်ထားတဲ့ဗီဒီယိုကတန်းနေချီရှိခဲ့ပေမယ့်ယခုရက်မှာထပ်တင်ထားတဲ့ဗီဒီယိုကတော့ တသိန်းတောင်မပြည့်တော့ပါဘူးဝင်းမုံရွှေရဲ့ page က follower 10တန်းကျော်ရှိတာဖြစ်ပေမဲ့ဒီအပိုင်းတင်တဲ့ post တွေကိုတော့ real ပေးသူထောင်ကနန်းသာရှိတာကိုတွေ့ရှိရပါတယ်ဘိုင်းကော့မပြုတ်လုခင်ချင်းကဆိုရင်ဝင်းမုံရွှေရဲ့ post တွေတိုင်းလိုလိုက real ပေးသူအနည်းဆုံးတောင်းတဲ့ချီရှိပြီး video တွေဆိုရင်လည်းကြည့်ရှုသူတန်းတဲ့ချီရှိတာပါကိုရီးယားနိုင်ငံကမက်ရွှေမိုးကလည်းနိုင်ဝင်တဲ့ဇကားကိုဘိုင်းကော့ပြုတ်လုဖို့တိုက်တွန်းထားပါတယ်စစ်အာဏာရှင်စနစ်ဟာအစိတ်ပင်ဆိုရင် ဝင်းမုံရွှေရင်နဲ့သူ့ယောက်ျားဟာအစိတ်ပင်ကိုရေလောင်းနေသူတွေဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဘိုင်းကော့လုတ်ဖို့လှုံ့ဆော်တိုက်ခတ်ရခြင်းဖြစ်ပါတယ်။ရုပ်ရှင်တစ်ခါကြည့်တဲ့ငွေတပြားတစ်ချက်တိုင်းဟာပြည်သူတယောက်ရဲ့ကိုယ်ထဲဝင်သွားမဲ့ကြီးစံတွေဖြစ်ပြီးစစ်မိတ်စာတို့ကြံပေါ်မှာတက်တန်းကြံနေရမယ်လို့တွေးလိုက်ရင်ကျမတို့ဒီလောက်တော့လူတိုင်းလုတ်ပေးနိုင်တယ်လို့ယုံကြည်ပါတယ်။ရှေတန်းထွက်အသက်ပေးနေတာမျိုးဆန္ဒထွက်ပြတာမျိုးမှမဟုတ်တာ။ BC ဆိုတာဟာအသိမွေဆုံးနဲ့အပြင်းထန်ဆုံးအပြစ်ပေးမှုပါလို့ မရှိမှုကရေးသားထားပါတယ်။ FNCC ဘာမာကလည်းနတ်ဝင်တဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးကြေညာပေးနေတဲ့ Lady Diamond စိန်ဆိုင်ပိုင်ရှင်နန်းတင်မှုသူစာရေးဆရာမလာမေမုံမိုတီးဖြတ်ဟင်းထက်လေဝေးတို့ကိုလည်းဘွိုင်းကော့ပြုလုပ်ဖို့တပ်ပုံတွေနဲ့အတူတင်ထားတာပါ။ထိုင်းနိုင်ငံမှာတော့ပြောတဲ့ရုပ်ရှင်အပါအဝင်ဘာတွေမှပြုလုပ်လို့ရှိတဲ့ပြည်တွင်းကအမှုပညာရှင်တွေရဲ့ဖြောပြပွဲတွေအကုန်နီးပါးပြတ်သွားသည့်အထိဘွိုင်းကော့ကအောင်မြင်နေပါတယ်။မြန်မာနိုင်ငံမှာတော့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပွဲတက်တဲ့သူတွေကိုတော့ point ကပြုတ်လို့ဖို့ပြောလို့ရှိတာကြောင့်နိုင်မဲ့ကြီးသူတွေပါဝင်ထားတဲ့ရုပ်ရှင်တွေကအောင်မြင်မှုရနေပါသေးတယ်။ဒါပေမဲ့လည်းတရပိုင်းမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြင့်စကားကြောင့်နိုင်မဲ့ကြီးတရုတ်ဆောင်တွေကိုပြည်သူတွေကိုယ်တိုင် point ကပြုတ်လို့နေတာကြောင့်စစ်ကောင်စီနဲ့မိဖက်ဖြစ်သူတွေကို point ကပြုတ်လို့တာရောအောင်မြင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရပါမယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကုန်မြို့မှာရှိတဲ့ KTV Bar Club တွင်မှာ မွေးရည်စေဝါကြက်ကြက်ပြန့်ပြန့်သုံးဆွဲပြီးစာတင်ကြောင်းများအထိပြန့်နေနေကအေးအေးမှုမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်မြို့မှာရှိတဲ့ KTV မာဆက်စင်တင်နဲ့ဘန်ကလက်တွင်မှမွေးရည်စေဝါများကြက်ကြက်ပြန့်ပြန့်အသုံးပြုနေကြကြောင်းမြို့ကံများရဲ့ပြောကြားချက်ရသိရှိရပါတယ်။မွေးရည်စေဝါရောင်းချနေသူတွေဟာအစိုးရဖျော်ဖြေရေးနဲ့အနေခမ်းများပြင်စာတင်ကြောင်းများကိုပါမကြံပြတ်မှတ်ထား၍ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။မွေးရည်စေဝါရောင်းဝယ်မှုတွေဟာ KTV ဆိုင်များမှာအ திக ဖြစ်ပွားနေပြီးဆိုင်ဝင်တန်းများမှာတစ်ဆင့်မာယူခြင်းနဲ့အတုံးပြူခြင်းများရှိနေကြောင်းတောင်ကုန်မြို့မှာရှိတဲ့ဘားတစ်ခုမှာအလုပ်လုပ်နေတဲ့ဝိတ်တာတူက ARR time ကိုပွင့်ရပြောကြပါတယ်ကျွန်တော်လုပ်နေတဲ့ဆိုင်ကဆိုင်မှာထားပြီးရောင်းတာတော့မဟုတ်ဘူးဧည့်သည်ဆိုင်လာသူကတုံးကျင်နေဆိုမှဖုန်းဆက်ပြီးအပြင်ကမှာပေးတယ်အပြင်မှာ WY ဆေးပြတပြားကိုတထောင်ဆိုင်မှာတော့3တောင်ပြန်ရောင်းတယ် KTV မှာဆက်စင်တင်တွေမှာအကုန်ရတယ်အရင်လုပ်ခဲ့တဲ့ဆိုင်ဆို KTV ကမိန်ကလေးတွေ့တောင်းတုံးကြတယ်လို့၎င်းကဆိုပါတယ်။တောင်ကုန်မြို့ရက်ကွက်တိုင်းမှာမူရစ်စေဝါရောင်းချသူနဲ့တုံးဆွဲသူများများပြနေပေမဲ့လည်းနေမီကန်ရဲတပ်ဖွဲ့မှဖမ်းဆီးခြင်းအရေးယူခြင်းမရှိတဲ့အတွက်မူရစ်စေဝါရောင်းချသူတွေဟာစာတင်ကြောင်းတွေအထိပါလိုက်လံရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။အော်တိုဘာလပထမပတ်တွင်ကတောင်ကုန်မြို့နယ်တပြေလကျေးရွာထိပ်မှာကျောင်းသားနှုတ်ထံမှမူရစ်စေပြများတင်ဆက်ရမိခဲ့ပြီးကျောင်းသားများပါတုံးဆွဲလာကြောင်းတင်းအင်းမြစ်ကဆိုပါတယ်။ မျက်စောညင်အောင်သွားတယ်လေတပြေလရွာဘက်ကကျောင်းနယ်မဲတော့မပြောတော့ဘူးကျောင်းတိတ်ခါကြမှာစိုးလို့ကျောင်းအနီးနားရွာကပဲကျောင်းသားတွေကိုမူးယစ်စီရောင်းနေတယ်ကျောင်းဆရာမကြီးကလည်းဒါကိုသိတယ်မပြောရဲဘူးစေးရောင်းတဲ့သူတွေကပြဿနာရှာမှာစိုးလို့ရဲတွေကလည်းသိတယ်ဒါပေမဲ့မဖမ်းကြဘူးလို့တောင်ငုံမြို့ပေါ်မှာရှိတဲ့ကျောင်းဆရာမတူကပြောကြပါတယ်တောင်ငုံမြို့ပေါ်မှာရှိတဲ့ရက်ွက်တွေမှာလည်းမူးယစ်စီကျောင်းစေးကျောင်းသူများပေါ်မြနေကပြီးခဲ့တဲ့ဇူလိုင်လပထမအပတ်ကတောင်ငုံမြို့ထီးလန့်ရက်ွက်တစ်မှာ ငမြက်ဆိုတဲ့လူငယ်တူစီးကြောင်နေတဲ့အတွက်ကြောင့်စစ်ကော်မရှင်လက်အောက်ကရဲတွေကတနက်နဲ့ပြစ်ခတ်ဖမ်းဆီးရသည့်အထိဖြစ်ပွားခဲ့ပူပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်နက်ကြီးပြစ်ခတ်ခံရပြီးနောက်တရုတ်ပိုင်ဝမ်ပောင်ကျင်းဒီစီမံကိန်းလုပ်ငန်းတွေယနေ့ထိပြန်မလည်ပတ်နိုင်ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ပိုင် ကုမ္ပဏီဖြစ်တဲ့ဝမ်ပောင်ကျင်းဒီစီမံကိန်းကလုပ်ငန်းတွေလက်နက်ကြီးနဲ့ပြစ်ခတ်ခံရပြီးနောက် ဒီနေ့ထိလုပ်ငန်းပြန်မလည်ပတ်နိုင်သေးဘူးလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဝမ်ပေါင်စီမံကိန်းအနီးကရွာရီကိုစစ်အုပ်စုကတပတ်အကြာစစ်ကြောင်းထုတ်ပြီးနောက်ဒေသခံတွေကိုတစားကန်ဖြစ်ဖမ်းဆီးတာနဲ့တပ်ဖြတ်တာတွေပြင် လေကြောင်းကနေလည်းဘုံကျဲတက်ခိုက်တာတွေစက်တိုက်လှုပ်ဆောင်ခဲ့တာပါ။ဒါကြောင့်အမိမသိတဲ့လက်နက်ကင် တော်လိုင်းအဖွဲ့အစည်းကအော်တိုဘားလ23ရက်နေ့နဲ့25ရက်နေ့မှာလက်တုံပြန်တဲ့အနေနဲ့စီမံကိန်းတွေကိုလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် transformer ပေါက်ခွဲခဲ့ပြီး လုပ်ငန်းမလဲပတ်နိုင်သေးပဲပညာရှင်တွေခေါ်ကပြန်လဲပြုပြင်ဖို့လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဝပ်ပောင်ကအထူးကိုက်ကြီးကြီးမားမားရှိတယ်။အခုထိလဲပတ်တာမကြားသေးဘူး။လက်ရှိမြန်မာဝန်ထမ်းတွေကိုလုပ်ငန်းခွင်တဲမထားပဲအခြားသီးသန့်တနေရာမှာထားပြီးလုပ်ငန်းအလုံးရပ်ထားတယ်လို့လုံခြုံရေးကြောင့်အမည်မပေါ်လိုတဲ့ကုမ္ပဏီနဲ့နှိစက်သူတူကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အော်တိုဘားလ25ရက်နေ့ကလက်နက်ကြီးပစ်ခတ်ခံရမှုမှာဝပ်ပောင်ကုမ္ပဏီရဲ့ပင်မဝင်ပေါက်ဖြစ်တဲ့လုံခြုံရေးဂိတ်အနားကိုကြောက်ရောက်ပေါက်ကွဲခဲ့ပြီး ဝင်တန်းတချို့လည်းထိခိုက်ဒဏ်ရာရကအဆောင်အုံတွေပျက်စီးသွားတယ်လို့ဆိုပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းဝါပောင်းကုမ္ပဏီအတွင်းကစီမံကိန်းမှာအလုတ်ပြောင်းဝင်နေကြတဲ့ NaN CDM ဝင်တန်းတွေလည်းအလုတ်သမားခွင့်အရေးတွေချိုးဖောက်ခံရတယ်လို့အိမ်ပြန်ခွင့်လည်းမရကြဘူးလို့အဲ့ဒီချင်းတွေကိုသိရှိသူတဦးကပြောပါတယ်။လက်နက်ကြီးထုတာရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေရဲ့မလွတ်လပ်တာတွေရဲ့ရှိတော့အချို့ဝန်တန်းတွေကအိမ်ပြန်ကျင်ကြတယ်ဒါပေမဲ့ပြန်ကွင်းမပေးတော့ပြန်ပို့လည်းမလွေကြဘူးလို့ ကုမ္ပဏီရဲ့အတွင်းရေးကိုသိရှိသူတဦးကပြောပါတယ်။လက်ရှိမှာစာလင်ကြီးမြို့နယ်အတွင်းကိုစေအုပ်စုအင်အား150လောက်နဲ့တရွာဝင်တရွာထွက်စစ်ကြောင်းထိုးနေတာကြောင့်လက်ပရောင်းရွှေလီပလောင်းဂရုကုံဝဲကြီးဝဲခွဲဝက်မင်းကန်တော်ဇီရောစေတဲတဲကိုကြီးလေဒီတုံတော်ကြောင်ဖုန်းကတာထန်တော်ကြီးမိုးကျုပ်ပြင်စတဲ့ကြီးရွာပေါင်း၁၀ရွာကျော်ကပြည်သူ၂000ခန့်စစ်ပေးရှောင်ထွက်ပြေးနေကြရပြီးစားတောင့်နေထိုင်ရင်းနဲ့ ကျမ်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ရဲ့ချင်းတွင်းမြစ်တစ်ပတ်ကန်းရင်းမာဘဲနဲ့စာလင်ကြီးနယ်တဲကစပယ်တောင်ကြီးစင်တောင်နဲ့လေဘရောင်းတောင်တွေကိုဖြူကတရုတ်ကကျင်းနေတူးနေပြီ။အဲ့ဒီတရုတ်ပိုင်မြန်မာဝန်ပေါင်နဲ့မြန်မာရန်စီကျင်းနေဆက်ယုံတွေကိုစစ်အုပ်စုကဂိတ်ဆောက်လုံခြုံရေးယူပိထကောင်တူးပေါ်ထွက်ရှိလာတဲ့ကျင်းနေတွေကိုလည်းစစ်သင်္ဘောတွေအုံပြုပြီးမြစ်ကြောင်းကနေတဆင့်တဲထုတ်ပေးနေတာဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ရှိန်မြင့်နေခြင်းဖြစ်လို့စည်ရီးတတိပြုဖို့လေကြောင်းရန်ကာကွယ်ဖို့ဒုရကစစ်ကြောင်းတတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္ဂနွေလုံးအတိုင်းအတာစည်ရီးအရှိန်ဟုန်တိုးမြင့်ဆောင်ရွက်နေခြင်းဖြစ်လို့စည်ရီးအထူးတတိပြုသွာလာနေထိုင်ကြဖို့တနင်္သာရီတိုင်းမှာစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ဒုရကစစ်ကြောင်းကတိုက်တွန်းလိုက်ပါတယ်။ဒုရကစစ်ကြောင်းနဲ့မဟာမိတ်တွေပူးပေါင်းပြီးလောင်းလုံမြို့နယ်မောင်းမကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းထုတ်ပြန်ရမှာ။ အခုလိုတိုက်တွန်းထားတာပါတနင်္သာရီတိုင်းအတွင်းကစစ်ကောင်စီတပ်ကအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုတွေရှိလာနိုင်တယ်လို့ပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြင့်ကြံဖို့လဲတိုက်တွန်းထားပါတယ်တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမတ်တရားဘက်ရက်တီလိုတဲ့စစ်ကောင်စီတပ်ကစစ်တီတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူရင်ကွင်းခေလုံကြဖို့အမြန်ဆုံးပူးပေါင်းကြဖို့လဲဒူရကစစ်ကြောင်းကဖိတ်ခေါ်ထားပါတယ်ဒူရကစစ်ကြောင်းနဲ့တီတာရင်တော်လန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒုရကစစ်ကြောင်းတဝဲခရင်တပ်ပေါင်းစုဒေါနာတခွဲခွန်ဒေါနာတခွဲလီ DGRF တဝဲပတ်ကပါနီးပြူဟာ33ရမညမွန်တပ်တော် Federal ဒူဝန်ကျဲတပ်ဖွဲ့ကိုမြတ်သူအဖွဲ့တို့ဟာအော်တိုဘားလ26ရက်နေ့မှာမောင်မကန်နေမီရေစကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မံနေတည်ဆုံခဲ့ပါတယ်အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီတပ်ရဲ့လက်နက်မျိုးစုံ22လက်နဲ့ခင်းရန်ကြီးများစွာကိုလည်း တော်လင်ပူပေါင်းတက်ကတင်ဆက်ရမိခဲ့ပါတယ်။ဒနေ့တားဤတိုင်းအတွင်းမှာစစ်ကောင်စီဟာနေမြေတွေပြန်လည်ထင်းချောင်းနိုင်ဖို့မြေပြင်စစ်ကြောင်းထိုးတာတွေလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေသလိုတော်လန်ရေးတပ်ဖွဲ့တွေကလည်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်လျက်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တက်တက်ခိုင်အမတ်လောင်းပြုတ်ချင်းကိုအာနာအလွဲသုံးမှုလို့တက်ဆညဒေါက်တာကျော်ဆွေဝေဖန်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်အကျွေးရှိခြင်းကြောင့်ကိုစလီလောင်းတဦးကိုဖယ်ရှားခြင်းဟာတရားဥပဒေထက် နိုင်ငံရေးအရာအသုံးချမှုတမျိုးဖြစ်နိုင်ကြောင်းတိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီမှတန်ဆာညမဒေါက်တာကျော်စွေကဝေဖန်လိုက်ကြောင်းသိရှိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်ကိုရွေးကောက်ပွဲကော်မရှင်ကအမတ်လောင်းဖြစ်မှဖေရှားခဲ့ခြင်းနဲ့ပတ်သက်ပြီးဒေါက်တာကျော်စွေတန်ဆာညကကိုစလေလောင်းရုတ်သိမ်းမှုဖြစ်စဉ်ပေါ်ဥပဒေစည်းဝေးရေးနဲ့နိုင်ငံရေးဆိုင်ရာသုံးသက်ချက်ခေါင်းစဉ်နဲ့ဝေဖန်ခဲ့ခြင်းဖြစ်ပြီးရင်ဝေပန်ချက်ကို PPP ဝန်ရံသူများလူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။ ဒေါက်တာတက်တက်ခိုင်ဟာ68 residence project အပါအဝင် လုပ်ငန်းအများပြလုပ်ကင်လက်ပတ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ငန်းများမှာဘန်ချင်းငွေအသုံးပြုခြင်းဟာတာမန်စီးပွားရေးလှုပ်ရှားမှုသာဖြစ်ပါတယ်။ Keynesian economic theory အရလုပ်ငန်းတိုးတက်မှုအတွက်ငွေကြီးခြင်းဟာ productive borrowing အဖြစ်သတ်မှတ်နိုင်ပြီးသက်ဆိုင်ရာအကျွေးပြန်ဆက်တဲ့စနစ်ရှိနေပါကဥပဒေချိုးဖောက်မှုမဟုတ်ပါဘူး။ Keynes 1936လို့ဒေါက်တာကျော်စွေတက်ဆန်ညာကဆိုပါတယ်။ တက်တက်ခိုင်းရန်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ခကြီးပါနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိင်လျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတဲ့ပြတ်တင်းကျင့်တဲ့ညီစွန်းတဲ့အတွက်အမတ်လောင်စီရင်မှပယ်ဖြတ်ခံရခြင်းဖြစ်ပြီးရင်းပုံမှဟာအကြီးပေးဆက်ရန်တာဝန်ရှိသူတွေကိုကိုယ်စလေလောင်းဖြစ်ခွင့်မပြုရန်ရည်ရွယ်ပေမဲ့လည်းငွေကြေးယူထားခြင်းနဲ့အကြီးမဆက်ခြင်းတို့ကိုခွဲခြားထားခြင်းမရှိတဲ့အတွက်ကြောင့်ဥပဒေဖွင့်ဆိုချက်မှာလိုအပ်ချက်ရှိနေကြောင်းလည်းဆိုပါတယ်။မုံရချီဆိုင်တက်ကြွလှုပ်ရှားသူတို့က ဘာလို့တခြားပါတီကဝေဖန်ထားတာကိုပဲ PPP ဝန်ရံသူများ page မှာယူတင်ရတာလဲ PPP ပါတီဝင်တွေကဘာလို့မဝေဖန်ရဲတာလဲအခုသူများရေးတာကိုတင်တာတောင်း PPP ပါတီတရားဝင် page မှာမတင်ပဲဘာလို့ဝန်ရံသူများ page မှာပဲတင်တာလဲဒါကိုကြည့်ချင်းအဖြစ် PPP ဆိုတာမင်းအွန်လိုင်းကိုပြာနေအောင် ကြောက်တဲ့သူတွေကိုစူးစီးထားတာလားလို့မေးခွန်းထုတ်ရတော့မယ်လို့ဆိုပါတယ်အော်တိုဘာလ25ရက်နေ့မှာတတ်တတ်ခိုင်းကိုကိုစလေလောင်းအဖြစ်မှပယ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရင်းနဲ့ပတ်သက်ကတတ်သက်ခံရောပြည်သူရှိဆောင်ပါတီဝင်တွေကပါတရားဝင် တုတ်ပြန်ခြင်းမရှိသေးပါဘူးတတ်သက်ခံကိုအမတ်လောင်းအတိမတ်ပြုကပြထုတ်ပေးပြီးမှအမတ်လောင်းဖြစ်မှရုတ်သိမ်းခြင်းဟာလုံထုံးလုံနည်းနဲ့မညီညွတ်ကြောင်းနဲ့တတ်သက်ခံရဲ့နိုင်ငံရေးအမြင်ဟာစစ်တပ်နဲ့တဟဇာတာရှိသူဖြစ်ပြီးစစ်ကောင်စီခန့်ပြည်တော်စုဝင်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းဒေါက်တာကျော်စွေတဆညာကဆိုပါတယ်ဒီဖြစ်စဉ်ဟာအာဏာအလွဲသုံးပြမှုသဘောတရားဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် တန်းရွှေစစ်အစိုးရလက်ထက်မှာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူတဦးကတော့မင်းအွန်လိုင်းနဲ့ရွေးကောက်ပွဲကော်မရှင်ကိုတီးကြားစွာခွဲမြင်ခြင်းဟာဒေါက်တာကျော်စွေရဲ့နိုင်ငံရေးနှုံအမှုဖြစ်ကြောင်းဆိုပါတယ်ဒေါက်တာကျော်စွေကတသက်ခိုင်ကိစ္စကိုရွေးကော်ကလှုပ်တာလို့မြင်နေတယ်တသက်ခိုင်ဆိုတာမင်းအွန်လိုင်းကိုယ်တိုင်မြောက်စားခဲ့တဲ့ပြည်တော်စုဝင်ကြီးပါအဲ့ဒီလိုလူတယောက်ကိုအမှန်လောင်စည်းင်းကနေပယ်ဖြတ်ဖြစ်ဖို့ဆိုတာမင်းအွန်လိုင်းဆုံးဖြတ်ချက်မပါဘဲမလုပ်ဘူးလို့တန်ရွှေစစ်အစိုးရလက်ထက် မန္တလေးထောင်တွင်အကျဉ်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပြပါဗတ်သက်ခိုင်ဖြစ်စဉ်ဟာတရားမဝင်ရွေးကောက်ပွဲဝင်မဲ့ဒီမိုကရေစီရောင်ရောင်ပါတီများအပေါ်မှာရိုက်ခတ်မှုရှိကြောင်း၎င်းကဆိုပါတယ်သက်သက်ခိုင်ပါတီနဲ့တော့အဆက်ဆက်မရှိလို့မသိဘူးပြည်သူပါတီကအမတ်ယူတွေကတော့သက်သက်ခိုင်အလဲခံရတော့ကျွတ်သွားတယ်လို့သိရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်သက်သက်ခိုင်ဖြစ်စဉ်အပေါ်မှာတင်ငန်းစာထုတ်ယူရတော့ကိုယ်စလေလောင်းများအနေနဲ့အကျွေးကြေမှုအခြေအနေရှိအောင် ပြင်ဆင်ထားကြရန်လိုအပ်ပြီးရွေးကော်အနေနဲ့စစ်စစ်မှုတွေကိုပုံမကျပြန့်စွာဆောင်ရွက်ရန်ဥပဒေဖွင့်ဆိုချက်တွေကိုပြန်လည်ပြင်ဆင်ရန်လိုအပ်နေကြောင်းလဲဒေါက်တာကျော်ဆွေတက်ဆညာကဆိုပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်ဟာရန်ကုန်တိုင်း FPTP အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နဲ့အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်းပြန်ရန်အမည်စရင်တင်သွင်းခဲ့ခြင်းဖြစ်ပြီးကွန်ဒိုအင်ယာစီမံကိန်းများနဲ့ပတ်သက်ကကမ်ဘောဇာဗန်မာချီးယူထားတဲ့ကျပ်ဘီလီယံများစွာကိုပြန်မဆက်နိုင်သေးကြောင်းသတင်းထွက်ပေါ်လျက်ရှိပါတယ် တသက်ခိုင်းရာ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီမှအမတ်ဖြစ်နိုင်ရခဲ့ပေမဲ့2018ခုနှစ်မှာပါတီတာဝန်များရပ်ဆိုင်ခံရပြီးနောက်နှုတ်ထွက်ခဲ့ရကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။အဲဒီနောက်2020ရွေးကောက်ပွဲဝင်ခဲ့ရမှာတနည်းအားမအနိုင်မရရှိခဲ့ပါဘူး။2020ဩဂုတ်လမှာမင်းအောင်လှိုင်နဲ့34ပါတီတို့တွေ့ဆုံခဲ့ရမှာအာနာသိမ့်ရန်မင်းအောင်လှိုင်ကိုမြောက်ပေးတဲ့အထင်းမှာတသက်ခံရလဲရှေ့ဆုံးကနေပါဝင်ခဲ့ကြောင်းသတင်းထွက်ပေါ်ခဲ့ပါတယ်။ အာနာသိမ့်ပြီးနောက်မင်းအွန်လိုင်းခန့်တဲ့လူကေပြန်ဝင်ကြီးနဲ့ဟိုတယ်ခီးဝင်ကြီးဖြစ်2021ခုနှစ်မှ2025ခုနှစ်ဇန်နဝါရီလကုန်ထိတာဝန်ထမ်းဆောင်권ရခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ Take me out.